မင်္ဂလာပါရှင် MC Mirror Beauty Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီဗီဒီယိုလေးကိုအမြဲကြိုဆိုအားပေးတဲ့မိတ်ဆွေအားလုံးကိုဒီကနေ့အရန်အရန်ကြိုဆိုတင်ပါတယ်လို့ပြောချင်ပါတယ်အခုဆက်လက်ပြီးကျွန်မတင်ဆက်ပေးသွားမယ့်အကြောင်းကတော့အာဟာရလည်းဖိရမယ်ကျန်းမာရေးအတွက်လည်းကောင်းရမယ်အသားရေလှပဖို့အတွက်လည်းအထောက်အကူပေးရမယ်အစာလေးကိုဒီညအစာလေးအတွက် စပြတ်သွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးမကြည့်ခင်မှာကျမရဲ့ channel လေးကို subscribe လုပ်ပြီးကြပါလို့တောင်းဆိုချင်ပါတယ်။ပါလေဆိုတော့ဒီမှာ dragon food လေးပါ။ဒီမှာ dragon food လေးပါ။ dragon food လေးပါ။အဲ့ဒါ blue sam လေး။ကျမစန္ဒာရီစီးပြီးမှအလေးကနေခွဲမယ်။ကဲ။အလေးကနေခွဲလိုက်ရနော်။ခွဲရဟာလေးကူ။ ဘာမှလုပ်စရာမလိုဘူးကျမဒီဒါ conflict ကဘာကြောင့်ကြိုက်လဲဆိုရင်တို့မှနေဝါကိုခန္ဓာမှာအဟာရအတွက်အရန်ကိုကောင်းတာဟုတ်တယ်ပြီးတော့နောက်တစ်ခုအလုပ်လည်းမရှုပ်ဘူးဒီတိုင်းစားလိုက်ရုံပဲပြီးတော့အသားရည်အတွက်လည်းကောင်းတယ်ဆိုတော့ဒီမှာစားမယ်နော်ကျမညက်စာမစားဘူးတရားအခုခဏနာရီဟုတ်တယ် dragon food ကလေတကယ်ဆိုရင်အသားရည်အတွက်အထောက်အကူအရန်ပေးတဲ့အထက်မှာပါတယ် number 1ကျတော့သူကရည်တက်ကိုအများကြီးဖြစ်ပြီးတာဟုတ်တယ်ပြီးတော့အော်အသားရည်ကိုလည်းသူကစူပီစီရယ်နော် number 2ကျတော့သူက vitamin B5 ပါတဲ့အတွက်ကြောင့်သူကဟိုနီပူနီလောင်ကနီပြည့်စည်နိုင်တဲ့အသားရည်ကိုသူက အများအားကြီးကိုကောက်ွယ်ပြီးတာဟုတ်တယ်နံပါတ်3ကျတော့ပြည့်စည်သွားတဲ့ collagen ကိုသူကအများကြီးပြန်ပြီးကောင်းအောင်သူကလုပ်ပေးနိုင်တဲ့အတွက်ကြောင့်အရန်အရန်ကိုကောင်းပါရင်သူကဗီတာမင် C နဲ့ပါရဲအတွက်ကြောင့်ဥမင်းရောင်ရင်ရှင်းလက်ကောက်ွယ်ပြီးပြီးမှကိုယ့်ရဲ့အသားရည်ကိုလည်းသူကကလိုပြီးမှဟောအသားရည်ကိုဆူပြီးလန်းဆန်းစီတယ်ပြီးတော့ သူကဝတ်ချံအတွက်ဆိုနေသူကအထောက်အကူပြုတယ်ဒီအည်ခွန်းအခွန်လေးလင်းရင်တော့မှဝတ်ချံအတွက်ကောင်းတယ်နော်အဲ့ဒါကြောင့်ဒါ comfort ဟာဆိုရင်တကယ် anti-aging အတွက်အထောက်အကူပြုတယ်အသားရည်အတွက်လည်းအထောက်အကူပြုတယ် collagen ပြည့်စည်သွားတဲ့ collagen ကိုလည်းသူကအာပြန်ပြီးဟောဗာလဲကောင်းအောင်ပြန်လုပ်ပေးနိုင်တယ်ပြီးတော့ number 4မှာကျတော့နီလောင်ကွယ်နီလောင်နီပူရန်ဖိ ပျက်စီးသွားနိုင်တဲ့အသားရေသူကကွယ်ပေးနိုင်တယ်။အအမြိုက်အမြိုက်ပဲ။ကိုကဒီဟာကိုအမေရန်စာချင်းအဖြစ်အော်ကောင်းပွားနေချစ်တော့အထီးအခုအသားရေပျက်စီးသွားတဲ့ဟာလေးတွေကိုသူကပြန်လဲပြုတ်ပင်ပေးနိုင်တဲ့အတွက်ကြောင့်အမေရန်စားကြပါပြီးတော့သူက weight ကိုလည်းသူကအကျစေတယ်။ကျမဆိုညက်နေပိုင်းဆိုရင်ဒီဒါကွန်ဖလီကိုအမေရန်စားလိရှိတယ်။ဒီလောက်အနေအထားဆိုရင်တော့ကျမပိုက်ပြဲနော်။ တော့ဝက်စားပြီးသွားပြီးအခုနောက်တော့ဝက်ပေါ့ပြန်စားမယ်ပြီးတော့ကိုကအရေးခွန်ကို ခွာလို့လည်းအရင်လွယ်တယ်ခွာဆဲလည်းမလို့တဲ့အတွက်ကြောင့်အရန်သဘောကျတယ်မေရန်လည်းစားဖြစ်တယ်ကင်ဆာကိုလည်းကပွဲတယ်ပြီးတော့အဆောင်အင်အိုလန်းချောင်းကိုလည်းသူကဟိုအထောက်အကူအများကြီးပြီးတယ်အစာကြီးလည်းလွယ်တယ်အများကြီးအများကြီးပေါ့နော်ကျမကြီး dress ပြောမယ်ဆိုရင်အများကြီးပြောဆရာရှိတယ်အဲ့ဒါကြောင့်အမေရန်စားပြီးကြပါတကယ်ပင်ချင်တဲ့လူတွေအတွက်ဆိုရင်ကွာသမီးမစားဘဲမနေနိုင်ဘူးဆိုရင်ကွာငါ 6နာရီလောက်မှထမင်းနည်းနည်းစားမှဒီဟာကိုအမဲရန်7နာရီလောက်ကျန်အမဲရန်စားပြီးပါတလုံးတလုံးလောက်စားပြီးပါကျမကြီးတွက်လက်ကောင်းအသားကြီးလဲစူးပြီးပင်လက်ပင်ရမယ်နော် ကဲတလုံးကုန်သွားပြီဒီတာ comfort ဆိုရင်ပြောမယ်ဆိုရင်ဒီတာ comfort ဆိုရင်ပြောမယ်ဆိုရင်အရန်စီးချီးတဲ့အထဲမှာလည်းမပါဘူးเนาะဒါမဲ့ဈေးလည်းမပေါ်ဘူးကျမဆိုညနေပိုင်းမှာထမင်းဟင်းစားဖို့အတွက်ဆိုရင်လည်းကွာပတ်စံပေးရလေအဲ့တော့ထမင်းနဲ့ဟင်းမစားတော့ဘူးဒါပဲစားလိုက်တော့တယ်ဟွန်းဒီဟာကိုတစ်ပတ်နှစ်ပတ်လောက်တာညတိုင်းစားတယ်ဆိုရင်ကျမတိတလို့ဆိုရင်လေဟွန်းတင်း TikTok မှာပါသွားနိုင်ရယ်เนาะ အဲ့ဒါကြောင့်အသားရေအတွက်အရန်အထောက်ကူပေးရအစာစာပြီးတော့ဂျမ်းမာရေးတက်စွန်လည်းအရန်ကောင်းတဲ့အစာစာအိုမေးရောင်ရင်ချင်းအတွက်လည်းအရန်ကောင်းတဲ့အစာစာလေးကိုရေးပါဆိုရင်ဒီဒါကွန်ဖူလေးကိုရေးရရမှာဟုတ်တယ်အဲ့ဒါကြောင့်အားလုံးစားပြီးကြပါလို့ကဲကိုမစ်စ်အတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မမေ့နဲ့နော်အစာတော့နေဆိုရင်လည်းအများကြီး ကျမိုက်အတွက်အထောက်အကူလည်းပေးရမယ်ပြီးတော့အမေရန်လည်းလွယ်လွယ်ကူကူနဲ့စားနိုင်ရက်ရဲအစားအစာလေးတွေပြီးတော့အိုမင်းရောင်ရင်ချင်းနဲ့အသားရဲ့အတွက်လည်းကောင်းရမယ်အစားအစာလေးတွေကိုလည်းဒီကနေအမေရန်တင်ဆက်ပြီးတော့မှဖြစ်လို့ကိုမစ်စီအတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မမေ့နဲ့နော် see you next time bye bye god bless you all love you all see you on next video bye bye